ကဲပညာရှင်တွေကလည်းလက်ဖြားခါသွားပါပြီရမနိကရင်ခလင်ကထပ်ပြီးတော့ကြီးကြီးမားမားမလုံနိုင်တော့ဘူးစိုးရင်မှ15မှာပဲရှိနေတယ်ထပ်ပြီးကြီးကြီးမားမားလုံမှာစိတ်မပူရတော့ဘူးဆိုပြီးတော့ထုတ်ပြန်ထားပေမယ့်ရုပ်တရက်ဆိုသလိုပဲစကိုင်းနဲ့မန္တလေးမှာမချာသိခင်နိုင်ပိုင်းကပဲငါရတ္တမသေးလေးရတ္တမ9တွေလှူရှားနေတာဖြစ်တဲ့အတွက်ပညာရှင်တွေကိုယ်တိုင်ကအော်အော်ခဲ့ရပြီးတော့ပြန်လဲပြီးတော့စိုးရင်အမှန်90မှာ ချက်ချင်းပြန်လေထုတ်ပြန်ခေရတာပြီဆိုပါရီဒီတိုင်းဆိုရင်လာမေးရက်တွေမှာလေကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထူးသဖြင့်เนาะအဲ့ဒီနေရာတွေကလုံးဝလုံးဝကိုစိတ်ချလို့မရသေးဘူးဘယ်ချိန်မှဆိုငလင်ကြီးတွေကလုတ်ခတ်နိုင်စွမ်းကိုရှိနေတာပါဒီကနေ့အေဘီလာတရင်နေညနေ9:00နာရီခွဲမှာပဲထပ်မှန်ပြီးတော့9:00သမသစ်ပြင်းထန်တဲ့ငလင်မန္တလေးမှာထပ်ပြီးတော့လှုပ်သွားပြန်နေဒါကြောင့်ပြည်သူတွေကအယံယံကိုစိုးရိမ်ပူပန်မှုတွေမြင့်တက်လေရှိနေတာပါဒါကြောင့်မလို့ပညာရှင်တွေကလေမခံမှန်ရဲတော့ဘူး နော်နောက်ဆက်တွဲငလင်ကြီးတွေမလုံနိုင်တော့ဘူးလို့အတိအကျကိုတည်တည်လင်းလင်းကိုကြီးညာထားပေမဲ့အခုလိုမျိုးကြီးမားတဲ့ຢာတွေထပ်မံလှုပ်လာတာဖြစ်တဲ့အတွက်ပြည်သူတွေကတော့အယံယံကိုဆွေးပြူပါမှုတွေမြစ်တက်လေရှိနေပါတယ်ဒီကြားထဲမှာအေယာဝရီမြစ်ဧပါခန်းချောက်လာတာဖြစ်တဲ့အတွက်လူမှုကွင်းစာမျက်နှာပေါ်မှာအေယာဝရီမြစ်ဧခန်းချောက်နေပြီဆိုပြီးတော့အောက်ခြေကပြည်သူတွေကတင်လာကြတာဖြစ်တဲ့အတွက်ဆူနာမီလာတော့မယ်ဆိုပြီးတော့ကြိုတင်ပြီးတော့ဘူပန်မှုတွေလေရှိနေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးပညာရှင်တွေကတော့ဘာမှသုံးပြန်ခြင်းမရှိသေးပါဘူး အရာဝတီမြေဟာတတူကြကြနဲ့အကုန်လုံးခန်းလာခဲ့တာဖြစ်ပြီးတော့တချို့ကတော့အခုလိုမျိုးရေတွေခန်းချော့လာခြင်းကဆူနာမီလာဖို့ဆိုပြီးတော့ပြောဆိုနေကြတာပဲဖြစ်ပါတယ်တချို့ကတော့မြန်မာနိုင်ငံဟာရေရှားပါလို့မယ်ဆိုပြီးတော့အမျိုးမျိုးသုံးသပ်နေကြတာကိုလည်းတွေ့ရပါတယ်ဒီကြားထဲမှာရောင်းဝင်းနဲ့ဘကူးငလင်ကျော်ဟာလေနှစ်တရာပြည့်တော့မှာဖြစ်တဲ့အတွက်လာမယ့်လာပိုင်းတွင်နှစ်ပိုင်းတွင်မှာအရန်ရန်ကိုယူဆရမယ့်အနေအထားမှာရှိနေကြောင်းကိုလည်းပြောဆိုနေကြပြီလေဖြစ်ပါတယ်ထိုင်းသတင်းဌာနရဲ့ဖော်ပြချက်အရမြန်မာနိုင်ငံမှာ စကိုင်းနဲ့မန္တလေးကိုဘိုးပြုတဲ့ငလင်ကြီးလောက်ခတ်ပြီးတဲ့ပြီးမှာနောက်ဆက်တွဲငလင်ပေါင်းလောက်ခတ်လိုက်တာ300နီးပါးရှိနေပြီဖြစ်ကြောင်းထုတ်ပြန်ထားတာဖြစ်တဲ့အတွက်ဒီလောက်နောက်ဆက်တွဲငလင်ယာနီကြီးလောက်ခတ်ပြီးပါမယ်လေမြန်မာနိုင်ငံရဲ့ငလင်ဇူးရီမကတော့လုံးဝလုံးဝကိုရော့ချသွားခြင်းမရှိသေးပါဘူးဒါကြောင့်ပြည်သူတွေအထူးယူဆကြပါအထူးသဖြင့်တော့ဗျာမိမိတို့အဆင်ပြေတယ်ဆိုရင်တော့မန္တလေးမှာမနေကြပါနဲ့တော့အခြားအဆင်ပြေတဲ့ငလင်မလုံနိုင်တဲ့မြို့တွေကို ြောင်းရှိနေထိုင်ကြဖို့မြန်မာနိုင်ငံအောက်ပိုင်းကို လောလောဆယ်မှာကြောင်းရှိနေထိုင်ကြဖို့တော့တိုက်တွန်းလိုပါရဗျာဒီသူတွေယူဆကြပါအချင်းချင်းစီလုံးကြပါနော်